ကောင်မလေးကိုနှစ်ယောက်လုံးမရင်ကျင့်တာငါးချိန်မရင်ကျင့်ပြီးတော့လက်ဘင်းကိုကျိုးနဲ့ချီပြီးတက်တယ်ကောင်မလေးကတောင်းပန်တယ်မသေးဘူးဆိုတာသိတော့ဓမနဲ့လက်ဘင်းကိုစိမ်းမြေတစ်ပြေခုတ်တက်တာမင်္ဂလာပါအော်ဒီယိုဘိုင်းစွန်နိုင်မှကြိုးစားပါတယ်ဘကိုးတိုင်းတောင်ကုန်မြို့နယ်ကျုံကုန်းကျွေးရွာမှာအသက်16နှစ်ကျော်ကိုရန်ကျောင်းသူလေးကိုမရင်ကျင့်ပြီးတက်ပြက်ခဲ့တဲ့အမျိုးသားနှစ်ယောက်ကိုမေ22ရက်က တောင်ငူခရိုင်တရားရုံးကတေတံကျုံးမိန်ပေးလိုက်ပါတယ်။တောင်ငူခရိုင်တရားရုံးကနေတရားခံတင်းထိုက်အောင်ခတာပူးနဲ့စီတူနိုင်ခမဲကြီးတို့ကိုရာဇသက်ကြီးပုံမှ၃ရက်နဲ့အရဆစ်ဆေးပြီးမသေးမချင်းကျုံးဝင်းဆွတ်တက်ဖို့အမိန်ချခဲ့ရလို့တရားရုံးနဲ့နေဆက်သူတွေစီကနေသိရပါတယ်။တရားရုံးနဲ့နေဆက်သူတယောက်ကအမှုကိုဆစ်ဆေးတဲ့အခါကမ္မလေးကိုနှစ်ယောက်လုံးမရင်ကျင့်တာ၅ချိန် မလင်းကျင်ပြီးတော့လက်ဘင်းကိုကျိုးနဲ့ချီပြီးတက်တယ်။ကောင်မလေးကတောင်းပန်တယ်။မသေးဘူးဆိုတာသိတော့ဓမ္မနဲ့လက်ဘင်းကိုစိမ်းမြေတစ်ပြေခုတ်တက်တာ။အဲဒါကြောင့်တရားသူကြီးကတေတံပေးလိုက်တာပါ။တောင်းရံမလင်းမှုကိုအခုလိုထျောက်စွာအပြစ်ပေးဖို့မြို့ကနေနဲ့မိသားစုဝင်တွေကအခင်းဖြစ်ချိန်မှာတရားရုံးထိလာရောက်စ조사ကြရလို့ကျင်းတဲ့အကြောင်းမြို့ကန်တယောက်ကပြောပါတယ်။တက္ကံမလေးမှုကျူးလို့ရင် ဒီလိုတည်တံ့ခံရမယ်ဆိုတာသိအောင်မြောက်ကန်တွေရောယာကန်တွေရောစူးစမ်းကြတာအခုလိုတည်တံ့ပေးမှတနာယူတဲ့သူတွေကလေးငယ်တွေကိုပြစ်မှတ်မထားရင်မှပြစ်တဲ့နေရသူ့မေကဖက်ရသွားကောက်တာသူ့ဖေကတော်တဲ့တစ်တိုက်သွားတာကလေးလေးကအဲ့နဲ့တယောက်တည်းအိတ်နေကြတာရွာဆိုတော့အိတ်ခန်းတကားမရှိအိတ်ငကားမရှိပေါ့သူတို့အိမ်သားဝန်းကျင်မှာလဲအိမ်ွယ်ရှိပေမဲ့ အများစုကအလုတ်သွားနေကြတာတရားခံမိသားစုတော်ရင်ကတော့လူရှိတယ်နေဆက်သူဒေသခံတို့ကပြောကြခြင်းဖြစ်ပါတယ်မိခင်နေရင်တော့ပြန်လဲရောက်ရှိခြင်းတမီးဖြစ်သူမက္ခန္ဒစဉ်ထုံးမှာလယ်ဝင်းပြတ်လို့နေပါပြတ်ရှဒဏ်ရာဂျင်ဘတ်နဲ့နှာခေါင်းမှာထိုးကြိုက်ဒဏ်ရာတွေနဲ့တေဆုံးနေကြတာကိုတွေ့ရှိခဲ့ပြီးကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ရဲအဖွဲ့တွေထံအကြောင်းကြားခဲ့ရလို့ဆိုပါတယ်မက္ခန္ဒစဉ်ထုံးအတ္တမပြုခြင်းအသက်ခံရမှုနဲ့ပတ်သက်ပြီး အိမ်နေချင်းနေဖြစ်တဲ့အသက်20ကျော်ရွယ်စီတူနိုင် ခမဲ့ကြီးတိန်ထိုင်အောင်ခတားပုဆိုသူနှုတ်ကိုမတ်19ရက်ညပိုင်းနဲ့မတ်20ရက်တွေမှာ၎င်းတို့ရဲ့နေအိမ်တွေကနေရဲကအတိအထိဖမ်းဆီးခဲ့တယ်လို့သိရပါတယ်တယောက်ကနေချင်းမိတယ်သူ့နေအိမ်မှာပဲဟမ်မပြတ်ပြန်နေနေကြတာကောင်မလေးတက်ခံရပြီးတော့သူ့မိဘတွေပြန်ရောက်လာတယ်ပရာဟိတလူတွေကလည်း နာယေမန်တက်လောက်နေကြချင်တက်တက်လူကိုယ်တိုင်နာယေမန်တက်လားကူထိုးတယ်ဟန်မပြတ်ပြန်နေတယ်ပေါ့တက်ခန့်ရတဲ့မင်းလေးရဲ့ဖေကသူတို့ကိုအိမ်မှာအလုတ်ခိုင်းနေကြစားစရာရှိလဲဝင်စားနေကြသူတွေဆိုတော့သူတို့လည်းဟန်မပြတ်နေကြတာအမှုဖြစ်ပွားမှုအသေးစိတ်ကဒီလိုပါ19ရက်3လ2025ရက်နေ့နနက်6:00ခွဲချိန်ခန့်မှာ ဘကိုးတိုင်းတောင်ကုန်းမြို့နယ်ကျုံကုန်းရွာနေမိခင်ဖြစ်တဲ့လူက၎င်းရဲ့နေအိမ်ကနေအရှေ့မြောက်ဘက် တမိုင်ခန့်ကွာတောဆက်တွဲမှာအင်ဖက်ရွက်ကောက်ရံအတွက်တမီးဖြစ်သူကအဲ့ရမှနှိုးခဲ့ပြီးတွားရောက်ခဲ့ရာအင်ဖက်ရွက်ကောက်ပြီးနနက်7နာရီအချိန်ခန့်အိမ်သို့ပြန်ရောက်စဉ်တမီးအားခေါ်မရ၍အိမ်ခန်းတွင်ဝင်ကြည့်ရာပက်လက်အနေထားဖြင့်မေးစိတ်အောက်လေဘင်းတွင် ပြက်ရှတံရတစ်ချက်ရရှိပြီး သွေးများထွက်လျက်သေဆုံးနေသူကိုတွေ့ရှိခဲ့ပြီး အရာအတွင်ခြုံဆောင်နေ၌အင်တွင်အသောပြုတ်နေသည့်အယိုးသွား16လက်မခန့်ရှိဝရိုးတက်ဓမ္မတွင်သွေးများပေကျန်နေပြီးအရာဘေး၌အရှိလေးပေခန့်သွေးများပေကျန်နေသည့်နိုင်လုံကျိုးတစ်ချောင်းတို့အားတွေ့ရှိခဲ့သဖြင့်တမီးဖြစ်သူအားသေဆုံးသည့်အထိဓာဖြစ်ကုတ်တက်ခဲ့သူအားစုံစမ်းဖော်ထုတ်အရေးယူပေးရန်မိခင်မှတရားလိုပြုလုပ်တန်းနှံ့ခဲ့ရာ ဂျွန်ကုန်းမြို့နယ်ရဲစခန်းမှရာဇသက်ကြီးပုံမှ300နှစ်ဖြစ်အမှုဖွင့်လှစ်ခဲ့ကြောင်းဂျွန်းလွန်သူစုံစမ်းဖော်ထုတ်ရရှိရေးစခန်းမှုရဲအုပ်တောင်းထုံးမှဦးစီးအဖွဲ့မှဆောင်ရွက်ခဲ့ရာအသက်ခံရသူနေထိုင်သည့်နေအိမ်နှင့်ကြောချင်းကတ်တွင်နေထိုင်သူစီတူနိုင်ခမဲ့ကြီးမှာနနက်အစောပိုင်းတွင်ဝတ်ဆင်သည့်ပစိုးအား၃ချိန်ခန့်လျှော့ဖွင့်နေကြောင်းမိခင်ဖြစ်သူမှအမြဲလျှော့ဖွင့်နေကြဖြစ်၍ထူးခြားနေကြောင်းစုံစမ်းသိရှိရ၍ စီတူနိုင်ခမှဲ့ကြီးအားစုံလန်းရာနေနှင့်၎င်းသွားလာနေကြနေရာများတွင် ရှိနေခြင်းမရှိသဖြင့်မတင်ငါဖြစ်၍ညပိုင်းအချိန်တွင်ကင်းဘဝော့စောင်းဆိုင်နေစဉ်ည၁၇နာရီခွဲအချိန်အိမ်ရှိလမ်းမောက်တွင် တွဲရှိဖန်စီရမိ၍ရစကန်းသို့ဖန်စီခေါ်ဆောင်စစ်မေးစဉ်၎င်းကိုယ်တိုင်နေရင်တွင်အသင်းတွဲသည့်ဓမ္မဖြစ်လက်ဘင်းအားခုတ်တက်ခဲ့ကြောင်းဝန်ခံတွက်ဆိုပြီး၂၀ရက်၃လ၂၀၂၅နှစ်တွင် တောင်ကိုဆဲရောင်၌ရင်ခွဲစစ်ဆေးစဉ်ကာမဆက်ဆက်ပြီးတက်ဖြတ်ခဲ့ကြောင်းကနအူးစစ်ဆေးတွေ့ရှိမှုရမဲ့ကြီးကို ထမှန်စစ်ဆေးရာတရွာထဲနေဒိန်ထိုက်အောင်ခတာပူနဲ့အတူကာမပြူချင်းခဲ့ပြီးဒိန်ထိုက်အောင်ခတာပူမှ နိုင်လုံကျိုးဖြစ်လက်ဘင်းအားရစ်ပတ်ထားခြင်းစီတူနိုင်ခမဲ့ကြီးမှ အိမ်မောက်တွင်အသင်တွေ့သည့်ဓမ္မဖြစ်လေဘင်းအားခုတ်ခဲ့ကြောင်းဝန်ခံထွက်ဆိုမှုရသိရပါသည်။ တိန်ထိုင်အောင်ခတာပုအားဖန်းစီရမိရေဆောင်ရွက်စဉ်23ရက်3လ2025ရက်နေ့ညနေ3နာရီအချိန်ခန့်၎င်း၏နေအိမ်သို့ပြန်လည်ရောက်လာကြောင်းသတင်းရရှိသဖြင့်တွားရောက်ဖန်းစီရမိခဲ့ပြီးရဲစခန်း၌စစ်မေးစဉ်၎င်းနှင့်စစ်သူနိုင်ခမဲ့ကြီးတို့နှုတ်မှမင်းလေးနေအိမ်တွင်တူးတဲရှိနေ၌တာမယအဖြစ်ပြုကျင့်ခဲ့ကြပြီး၎င်းမှအိမ်ဝင်ပေါက်တွင်ခြေသားသည့်ကျိုးဖြစ် လက်ဘင်းအားရစ်ပတ်ထားခြင်းအိမ်မောက်တွင်အသင်တွဲသည့်ဓမ္မဖြစ်လက်ဘင်းအားခုတ်ခတ်ကြောင်းဝန်ခံထွက်ဆိုထားပါတယ်။သို့ဖြစ်ပါ၍မှက်ကြီးနှင့်တာပုရုနှစ်ဦးအားဆယ်ရက်လေးလ2025ရက်နေ့တွင် တရားစွဲခဲ့ရာခရိုင်တရားသူကြီးမှ22ရက်5လ2025ရက်နေ့တွင်၎င်းတရားခဏ်တို့ဦးအားတေတံမသိမချင်းကြောကွင်းစွတ်တက်စေအမိန်ချမှတ်ခဲ့ကြောင်းသိရပါတယ်။